မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာပြည်သူတွေကိုဗုံးကျဲတပ်ဖြတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကလေရင်ပိုက်လော့တွေကိုမလုံးပေးတဲ့အနေနဲ့ MAI MNA အပါအဝင်ရပ်ဖက်လေကြောင်းလိုင်းတွေမှာလေရင်မှုတွေအဖြစ်စစ်ကောင်စီကလုတ်ကန်ခွင့်ရအောင်လုတ်ခွင့်ပေးတာတွေရှိနေတယ်ဆိုပါတယ်ကင်ပီနဲ့မြောက်ရီမြို့ကကြားဖြတ်ငွေလိန်ဂိုင်းတွေမှာပါကစ္စတန်နိုင်ငံသားအဗ်ဒူမာနဟာရိုက်နဲ့ညှဉ်းပန်းနှိပ်စက်ခံရတဲ့အတွက် ကယ်ဆယ်ပေးဖို့မိသားစုတွေကနေရန်ကုန်ခေတ်တစ်ကိုဆက်သွယ်ပြီးအကူအညီတောင်းလာတဲ့သတင်းပါဝင်ဒီကိမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမစုတ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာပြည်သူတွေကိုဘုံကျဲတပ်ဖြတ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကလေရင်ပိုက်လော့တွေကိုမလုံပေးတဲ့အနေနဲ့ MAI MNA အပါအဝင်ရပ်ဖက်လေကြောင်းလိုင်းတွေမှာလေရင်မှုတွေအဖြစ်စစ်ကောင်စီကလုတ်ကင်ခွင့်ရအောင်လုတ်ခွင့်ပေးတာတွေရှိနေတယ်လို့မြန်မာလေကြောင်းသတင်းအရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ် ဒါကတော့အကြက်ဖက်စကောင်စီတက်ကလီတက်အရာရှိတွေနဲ့ပိုက်လော့တွေကိုစကောင်စီကရက်ဖက်လေချောင်းလိုင်းတွေမှာလေရင်မှုတွေအပြည့်လောက်ကင်ခွင့်ရမယ်အခွင့်ရေးတွေပေးပြီးမလုံးပေးတာတွေလုပ်နေပြန်တယ်လို့တချို့လေရင်မှုတွေကိုလက်ရှိစစ်ဘက်ယာဒူးနဲ့ပဲအခုကတည်းကရက်ဖက်လေချောင်းလိုင်းတွေအတွက်တင်နန်းတက်ခိုင်းတာတွေလုပ်နေပြီးလစာကိုနှစ်ဖက်စလုံးကနေပေးထားတာတွေလုပ်နေရဆိုပါတယ်အဲ့ဒီလိုအကြက်ဖက်စကောင်စီကမလုံးပေးထားတာတွေကြောင့်လက်ရှိစစ်ကောင်စီတပ်မှရှိတဲ့လေတက်ပိုက်လော့တွေဟာသူတို့ရဲ့အကျိုးစီးပွားအတွက် နိုင်ငံတော်ကပြည်သူတွေကိုဘုံကျဲတိုက်ခိုက်တာတွေအားကျိုးမန်တက်လုပ်နေကြတာဖြစ်ပြီးတချို့ pilot တွေဆိုသူတို့အခွင့်ရေးများများရဖို့အတွက်သူတို့ဘုံကျဲလိုက်လို့လူမသေးရင်တော့တောက်တစ်ခေါက်ခေါက်ပစ်တဲ့အထိလေတဲ့အရာရှိတွေရဲ့စိတ်ဓာတ်တွေပျက်စီးနေပြီလို့မြမလေကြောင်းတရင်ရင်မြစ်ကပြောထားပါတယ်ခင်ဗျ တစ်ဖက်မှာတော့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုသူတို့ကသာကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီးတတွင်တွင်ပြောနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကပဲမကွေးတိုင်းမြိုင်မြို့နယ်ဇီတော်ကျေးရွာကစစ်ပေးဆောင်ပြည်သူတွေနေထိုင်ရာဖုံးကြီးကျောင်းကိုလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားမှုကြောင့်ပြည်သူတို့ဦးတည်ဆုံးခဲ့ရပြီးဖျားဇီတီနဲ့ဖုံးကြီးကျောင်းဆောင်တွေလည်းပျက်စီးထားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒါကတော့ဇွန်လ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲ ညံမြို့နယ်စီတော့ချေးရွာကစပေးရှောင်းပြည်သူတွေနေထိုင်ရာဖုံးကြီးကြောင်းကိုအကြက်ဖက်စကောက်စီတက်ကလေးနဲ့လာပြီးရည်ရွယ်ချက်ရှိရှိဘုံတွေကျဲချတက်ခိုက်သွားတယ်ဆိုပါတယ်။အဲဒီလိုစကောက်စီတက်ရဲ့လေးကြောင်းတက်ခိုက်မှုကြောင့်စစ်ရှောင်းပြည်သူအမျိုးသမီးတဦးသေဆုံးခဲ့ရတဲ့အပြင်နောက်ထပ်ပြည်သူ9ဦးကဒဏ်ရာတွေရထားပြီးဖျားဇီဒီနဲ့ဖုံးကြီးကြောင်းဆောင်တွေလည်းပျက်စီးထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။တစ်ဖက်မှာတော့အကြံဖက်စကောက်စီတက်ဟာ မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုသူတို့ကသာကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီးတတွင်တွင်ပြောနေပြီမဲ့လက်တွေ့မှာတော့သူတို့စစ်တပ်ကပဲနိုင်ငံတော်မှာရှိတဲ့ဖျားဇေဒီတွေဘုံကြီးကျောင်းတွေအပါဝင်ဘာသာရေးအဆောက်အုံတွေကိုဘုံကျဲတိုက်ခိုက်ဖျက်ဆီးနေုံနဲ့မကတန်ငါဒေါ်ရီပါမချန်နီးမျိုးစုံနဲ့တပ်ဖြတ်နေကြတာဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျတစ်ဖက်မှာတော့ မွန်ပြည်နယ်မှာအချက်ပတ်စကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုလုံးဝဆန့်ကျင်ဖို့မွန်ပြည်ဖက်ဒရယ်ယူနစ်ထူထောင်ရေးလုပ်ငန်းစဉ်များ MSFC ညီလာခံကနေစုံဖြတ်ချက်ချမှတ်လိုက်တယ်လို့မွန်ပြည်ဖက်ဒရယ်ကောင်စီကနေကြေညာလိုက်ပါတယ်။အဲဒီမွန်ပြည်နယ်ဖက်ဒရယ်ကောင်စီညီလာခံကိုနှစ်ရက်တာကျင်းပခဲ့ပြီးညီလာခံကုစလေပေါင်း196ဦးတက်ရောက်ခဲ့ကြတဲ့အပြင်မြို့သားညီအစိုးရမြို့သားညီညွတ်ရေးအတိုင်းပင်ခံကောင်စီရင်းနှီးပြီးအတိုင်းပင်ခံကောင်စီနဲ့ຫນွေဦးတော်လန်ရေးအင်အားစုတွေရဲ့ခေါင်းဆောင်တွေပါတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ်လက်ရှိမှာတော့မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီညီလာခံကနေအကြံဖက်စကောင်စီအတူရောင်ရွေးကောက်ပွဲကိုမွန်ပြည်နယ်မှာပါလုံးဝဆန့်ကျင်မှုဆုံးဖြတ်ချက်ကိုချမှတ်လိုက်ပြီးအဲ့ဒီအတွက်မဟာဗျူဟာတရက်ကိုပါရေးဆွဲအကောင့်ထဲပေါ်သွားမှာဖြစ်တယ်လို့လည်းမွန်ပြည်ဖက်ဒရယ်ကောင်စီကနေကြေညာလိုက်ပါတယ်ခင်ဗျာတဖက်မှာတော့အကြံဖက်စကောင်စီတရက်မုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေကန်တော့နေမြေတိုက်ပွဲအတွင်းစစ်ကူပုတ်ခံရတဲ့စစ်ကြောင်းကတသားတဲ့ထက်လင်းအောင်ဆိုတဲ့သူဟာ လက်နက်ခဲရတဲ့အထူးတော်လိုင်းတက်တွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်လို့ရင်းမာပင်ခဲ PD ရဲ့အမှတ်၁၂တရင်ကနေသတင်းထုတ်ပြန်ထားပါတယ်ဖြစ်စဉ်ကတော့ဇော်လ9ရက်နေ့ကပဲအကြံဖက်စကောက်စီတက်ရမုံရွာမြို့အခြေဆက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေကန်တော့နေမြေတိုက်ပွဲအတွင်းကိုရဟတ်ရင်နဲ့စစ်ကူပုတ်ခံရတဲ့စစ်ကြောင်းတွေမှာတသားတစ်ထလင်းအောင်စုသူပါပါခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက်ရှီတန်းတိုက်ပွဲကိုအပုတ်ခံရတဲ့အခါမှာတော့အဲ့ဒီတသားတစ်ထလင်းအောင်စုတဲ့သူဟာသူကန်ဆောင်တဲ့လက်နက်ခဲရတဲ့အတူ တော်လိုင်းတက်တွေစီကိုမရမကထွက်ပြေးလာပြီးတော့အလင်းဝင်ရောက်လာတာဖြစ်ပြီးလက်ရှိမှာတော့တော်လိုင်းတက်တွေကအဲ့ဒီတပ်သားတစ်ထက်လင်းအောင်ဆိုတဲ့သူကိုကောင်းကောင်းမွန်မွန်လက်ခံစောင့်ရှောက်ပေးထားပါတယ်လို့လည်းရင်းမာပင် KI PD အမှတ်စနစ်တရင်ကနေသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့အမေရိကန်ပြည်တော်စုကဆန်ဖရန်စစ္စကိုမြို့မှာပြုလုပ်တဲ့တေသန့်ရှင်လင်းလင်းနဲ့ချစ်သူဝေတို့ရဲ့ရောင်နေ Life in San Francisco ဂီတပွဲကိုလူကြီးတထောင်ဝန်းကျင်တက်ရောက်ခဲ့ကြပြီး ပွဲကနေစုစုပေါင်းရန်မုံငွေအမေရိကန်ဒေါ်လာ3,405,000ရရှိခဲ့တယ်လို့ပွဲစီစဉ်သူတွေစီကနေသိရပါတယ်။အဲ့ဒီလို San Francisco မြို့မှာပြုလုပ်တဲ့ရောင်နီဂီတပွဲမှာဒေသရှင်လင်းလင်းနဲ့ချစ်သူဝေတို့ဟာဒေသချင်းတွေကိုပရိသတ်တွေနဲ့အတူတကွတီးဆိုဖျော်ဖြေသွားပြီးနောက်ထပ်ဒေသရှင်တွေအမှုပညာရှင်တွေကလည်းပါဝင်အားပေးခဲ့ကြတယ်လို့ဂီတပွဲကိုတက်ရောက်လာတဲ့အမေရိကန်ရောက်မြန်မာပြည်သူတွေကလည်းတခဲနဲ့အားပေးခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီ San Francisco မြို့မှာပြုလုပ်တဲ့ ဒေသရှင်လေးလေးနဲ့ချစ်သူဝေတို့ရဲ့ရောင်နီဂီတပွဲကနေစုစုပေါင်းရန်မုံငွေအမေရိကန်ဒေါ်လာ3,500ရရှိခဲ့ပြီးအဲဒီကရတဲ့ရန်မုံငွေတွေကိုလည်းရောင်နီ US ဒေါ်တစ်ခုလုံးရဲ့ရည်ရွယ်ထားတဲ့အတိုင်းဒေါ်လာရင်းမိသားစုတွေရဲ့ပြန်လည်ထူထောင်ရေးကြဆုံရဲဘော်တွေရဲ့ကျန်းရေးသူမိသားစုတွေ CDM မိသားစုတွေနဲ့ Activist မိသားစုတွေနိုင်ငံမိသားစုတွေအပြင်ပညာရေးအသုံးစိတ်အတွက်ပါပို့ဆောင်ကူညီထောက်ပံ့ပေးတော့မှာဖြစ်တယ်လို့လည်း ပွဲစီစဉ်သူတွေစီကနေတည်ရပါတယ်။ဒါပြင်လာမယ့်ဇွန်လ28ရက်နေ့မှာလေယောင်နီ Life in Florida ကို Orlando မြို့မှာထပ်မံကျင်းပသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။တစ်ဖက်မှာတော့ကင်ဘီနဲ့မြောက်ရီမြို့ကကြားဖြတ်ငွေလိန်ဂိုင်းတွေမှာပါကစ္စတန်နိုင်ငံသားအဗဒူမနဟာရိုက်နဲ့ညှဉ်းပန်းနှိပ်စက်ခံရတဲ့အတွက်ကဲဆဲပေးဖို့မိသားစုတွေကနေရန်ကုန်ခေတ်ကိုဆက်သွယ်ပြီးအခုအညီတောင်းလာပါတယ်။ အဲ့ဒီပါကစ္စတန်နိုင်ငံသားအဗ်ဒူမန်နန်ဟာသူ့ရဲ့မိသားစုအတွက်လာဆောင်ကောက်ကောက်နဲ့အလုပ်ရမယ်ဆိုတာကြောင့်ထိုင်းနိုင်ငံကနေတဆင့်ကရင်ပြည်နယ်မြောက်ပြည်မြို့ကကြားဖြတ်ငွေလိမ်ဂိုင်းတွေစီမှာ2024ခုနှစ်ဒီဇင်ဘာလကပဲရောက်သွားတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီနောက်မိသားစုနဲ့အဆက်အသွယ်မရတော့ဘဲသူ့ရဲ့မိတ်ဆွေပါကစ္စတန်နိုင်ငံသားစီကနေမှတဆင့်အဗ်ဒူမန်နန်ဟာမြန်မာနိုင်ငံကကြားဖြတ်ငွေလိမ်ဂိုင်းတွေတဲ့ရောက်နေတဲ့အကြောင်းနဲ့သူ့ကိုငွေလိမ်ခိုင်းရမှာကောင်းကောင်းမလုပ်နိုင်လို့နှိပ်စက်ခံထားရတဲ့အကြောင်းကိုမိသားစုကသိခဲ့ရတယ်လို့ ပါကစ္စတန်နိုင်ငံသားအဗ်ဒူမာနန်ရဲ့အမဖြစ်သူကရန်ကုန်ခေတ်တစ်ကိုဆက်သွယ်ပြောဆိုလာပြီးသူ့ရဲ့မောင်ဖြစ်တဲ့သူကိုတပ်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ကယ်တင်ပေးကြပါလို့လဲအကူအညီတောင်းလာပါတယ်။လက်ရှိအဲ့ဒီမြောက်ရီမြို့နယ်ကကြက်ဖြတ်ငွေလိန်ဂိုင်းတွေကိုစစ်ကောင်စီလက်အောက်ခံ BGF ခေါင်းဆောင်စောချစ်သူရဲ့နေကြားဆောင်တပ်အပါဝင်လက်နက်ကိုင်တချို့ကအကအဝဲပေးထားပြီးအခုချိန်ထိအဲ့ဒီကြက်ဖြတ်ငွေလိန်လုပ်ငန်းတွေကိုအရှိန်ဟုန်နဲ့ဆက်လက်လက်ပတ်နေတယ်လို့ထိုင်းမှာနေဆက်သတင်းရင်းမြစ်တွေကပြောထားကြပါတယ်ခင်ဗျာ။ Okay. Da